လူတွေဝေဖန်မှုမြင့်တက်နေတဲ့ရန်ကုန်စကောလန်တကြိမ်ပရိသတ်ကြီးဥစွာပထမနှစ်သိခါသမ ्या မှာကိုစိန်နှလုံးရှင်လန်းချမ်းမြေ့ပါစေတော့။ကြာရောက်နေတဲ့ကဲဘေးကြီးတွေကနေလည်းအမြန်ဆုံးလွမြောက်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါရည်။ဒီနေ့ကတော့နိဆန်တရနေ့နှစ်ခါတော့နှစ်သိကူနေပဲဖြစ်ပါရည်။ င်းအောင်ကော်လိုနစ်တစ်ကိုကူးပြောင်းပြီဆိုတော့ပျော်ရွှင်နေသူတွေရှိသလိုအပုံမင်းတွေလောင်းမြိုင်နေပြီးတော့ခြေကွဲဝန်းနေနေတဲ့သူတွေလည်းရှိပါသေး။မြန်မာအတာရေသမင်ပွဲတော်ဟာလည်းအချို့ဒေသတွေမှာစီကားတိုင်းမြိတ်စွာကျင်းပနေပြီးအချို့ဒေသတွေမှာလည်းနှစ်တစ်ကိုမကူးနိုင်မင်းနဲ့ငိုကြွေးနေကြသူတွေလည်းရှိပါသေး။ဒီချိန်မှာကိုပြောနေတာကိုလူသိခင်ရမယ့်ချိန်မဟုတ်ပါဘူးနော်။လူသားဆန်စွာစာနာမှုပြင်းနေပျော်နေရင်လည်းပျော်ရွှင်မှုကိုမပြဘဲနဲ့ချက်တူဝန်းနေခန်းစားပေးတာဟာလူပီသားတွေလုံးရဲ့ဖြစ်ပါသေး။ဒါပေမဲ့ငယ်လေးပေးကြလို့အများဒုက္ခရှောက်ပြီးတော့နေစရာမဲ့နေချိန်မှာ ပျော်ရွှင်နေတဲ့လူတွေတိုက်ကတော့ရှိသမြဲပါပဲနော်။အတနေရန်ကုန်16လဲတကြံအောင်လူပြောများနေခဲ့ပြီးလူရင်ကျေမှုနဲ့မကိုင်းနေပင်အပျော်ပြတ်တွေနဲ့ဖြစ်နေတာပါ။ဒီသတင်းနဲ့ပြန့်နှံ့လာတဲ့ BO5 တွေဟာနိုင်ငံသားတီပြန့်သွားပြီးတော့အပြစ်တင်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ဝရင်တို့ကမကြည့်ပဲနဲ့ထမင်းတို့ပဲကြည့်ရတဲ့သူတို့ကတော့တတ်တတ်ကိုရှိပါရည်ဒီလိုစန်းစားတွေဟာကုမိသားစုမှမဖြစ်ရင်အေးစေပင်ကိုသားသမီးမှမဖြစ်ရင်ရေခဲလုံးဖင်ကိုထိုင်တဲ့ကြတဲ့သူတွေဖြစ်ပါရည် တစံနေကြေကူလို့မပျော်ရွှင်ရဘူးလို့မပြောလို့ပါဘူးနော်။ဒါပေမဲ့လေပျော်ရွှင်မှုဟာနေရာတိုင်းခြားပြနေရင်မကောင်းမင်းဝေဖန်မှုတွေပြန်ကြားနိုင်ပါ रे ။ဒီအချိန်မှာပျော်ရွှင်မှုကိုဖော်ပြပြီးတော့မူကြီးတောက်စားကတစံမှာကဲကြတဲ့ပေါ်မြန်မာချစ်ချစ်တာမဝေဖန်နေကြပါပြီ။ရန်ကုန်ကစကိုလန်းဟာယူစီကားတွေလမ်းဖြစ်တယ်လို့တစံမှာလူတွေကြိတ်ကြိတ်တူနေတာပါ။ဒီလိုကဲပဲကြီးဆိုင်နေချိန်မှာကားခုံပျော်ပါနေပြီးတော့ရေတွေပတ်လိုက်ဘီယာလေးတမျက်များနဲ့တရားနေတာပါပြီ။နေ့တင်မှာတစံရင်နဲ့ယောဂဘီယာတွေစေကျောကျင်တာဟာလူတိုင်းပါပဲ။ကျမတို့မြန်မာတွေဆိုတာတစံ တ်မှာပြောပါဖို့အရင်နှစ်တွေကဆိုရင်တလားလောက်ကြိုပြီးတော့အဝတ်စားတွေဝယ်ကြအကတွေတိုက်ကြနေစီစဉ်တညကိုမှစီစဉ်ထားတာဖြစ်ပါရင်အခုနေ့ခါမှာတော့တကြံဟာငလီဘေးတင်မျိုးကြီးတွေမှာပျော်ရွှင်မနေဘဲနဲ့တကြံကြီးဟာဖုံထားစီုံလောက်ပဲပပြန်းနေနိုင်တော့တာဖြစ်ပါရင်အထင်ကြီးကမန်လေးတကြံဆိုတာကရာဆွေမှာပြန်ရှာဖွေကြည့်မယ်ဆိုရင်ငွေငန်းဖြူလေးနဲ့တူဖို့တူဖို့တချင်းတန်ကြီးစီညံပြီးတော့ပျော်စရာကောင်းလာပါရင် တကြံမန်းတက်တွေပြသခွင့်ကိုမပြုလုပ်ဘူးလို့ဆိုပါရီတကြံမန်းတက်တွေဟာကေဆေးအေးမန်းတက်တွေဖြစ်ခဲ့ပြီးတော့မန်လေးပြည်သူတွေကလည်းအိုမဲအိမ်မဲဘဝနဲ့နေနေရရှာတာဖြစ်ပါရီမန်လေးပြည်သူတွေနဲ့စကိုင်းကပြည်သူတွေဟာငလင်းတဲအများဆုံးခံစားရကြပြီးတော့ဒီနေ့တကြံမှာသူတို့လည်းပျော်ရှင်ကြမှာပါနော်ငါတို့ပျော်နေသလိုသူတို့လည်းပျော်ရှင်ကြမှာပဲလို့ကိုချင်းစာတွေ့ပြီးတော့ပျော်ရှင်မှုကိုမဖော်ပြပဲအေးဆေးပဲပျော်ကြပါရီအခုလိုအုပ်စုလိုက်ကွက်ပျော်နေပြီးတော့ကခုံတောက်စားမူးရစ်နေတော့ဘလူလာအက်တဲ့ပြဿနာတွေနဲ့အခုကဘာလဲမှာရှေ့ရစီပါရီရန်ကုန်စကိုလန်းတကြံ မှာပျောက်ပါနေကြတာဟာလူငယ်တွေကြည့်ဆိုတော့အသက်အရွယ်ကြီးတဲ့လူကြီးတွေဟာပြည်ပမြင်ပဲနဲ့ခွင့်လွှတ်ကြပါသေးတယ်။လူငယ်ဆိုတော့အတင်ရတာရဲ့မြမလူမျိုးဆိုတာကိုယ်တိုင်ထိမှအမိတတတ်တဲ့သူမျိုးလို့ထိထိမိမိပြောသွားကြတာဖြစ်ပါတယ်။တကယ်တော့လေတကြမှာအများပြည်သူအားလုံးကိုပျော်စေချင်ပါတယ်။ဒီလိုမတိုင်ခင်ကက်ဆိုးကြီးဖြစ်သွားတာဟာလေအချို့တွေရဲ့ပြေပုံရဆိုရင်ကိုချင်းစာတရားနဲ့ဖျားတရားလိုက်စားသူတွေနင်းလာကြလို့ဆိုပြီးတော့ပြောကြသူတွေများနေပါတယ်။ဒါကြောင့်လေတကြံလေးရမှာအပျော်ကြီးပျော်ခဲ့ကြပေးဒီနေ့စမ်းနေမှာဖျားရောက်တိုင်းအများပြည်သူအားလုံးကိုဘေးကင်းအ ောင်ဆူတောင်းပေးလိုက်ကြပါအောင်နော်ကျမတို့ပြည်သူတွေလွတ်လပ်စွာမပျော်ရတာဟာငါးနှစ်တောင်မှရှိပြီဆိုတော့လေခဏတာပျော်ပါခဲ့ကြတဲ့ပျော်ရွှင်မှုတွေကိုတော့အပြစ်ကြီးတစ်ခုလို့မဆိုလိုက်ရပါအောင်နော်ဒီတော့ပြည်သက်ကြီးကဘာနဲ့ကျပနေတဲ့ရေသပင်ပွဲတော်ဟာနမယ်လေးပဲကွဲပြားသွားပြီးတော့နှစ်တက်မှာအညံ့တွေပြောင်းအောင်ရေစင်ပက်ပြန်းပေးတာချင်းတူတူပါပဲနော်ဒီတော့ရန်ကုန်စကောလဲတစ်ချက်ပေါ်မှာလေးမျက်ချက်လေးတွေကိုတူးချင်းစီပေးခဲ့ပေးပါအောင်ရှင်